တာမိညဖလနဲ့တဆောင်းတိုင်းညဤမှတ်တရဘုရားမြတ်စွာဤသာသနာတမိုင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်တဆောင်းတိုင်းညရဲ့အမှတ်တရဆိုတာဒီခင်းနေရှာရှာရှိခဲ့တယ်အဲ့ဒီရှိတဲ့ထဲမှာအထူးခြားဆုံးကတော့မြတ်စွာဘုရားဟာမကရပြည့်ရှင်သဇတသက်ဘယင်ကြီးကိုတာမိညဖလ မိဂုဏ်နဲ့ပတ်သက်ပြီးတော့ဖြေချာရှင်းလင်းခဲ့တဲ့တမညပလသုတ်တံဒေသနာဖြစ်ပေါ်လာခြင်းပဲဖြစ်တယ်ပေါ့ခမန်းကျဲအဖြစ်ပြောရမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း2630ကျော်လောက်အချိန်မှာကြာခဲ့တဲ့အချိန်ကာလကဇန္တတမင်းကြီးနဲ့မြတ်စွာဘုရားဟာပြန်လည်ဆုံတွေ့တဲ့ညအခါသမယဇောင်းမုံလပြည့်နေ့ညမှာဇန္တတမင်းရဲ့မိဂုံးကိုဖြေတော်အဖြစ်ရသော်ဗျာဒခင်ကိုရောမြတ်တာမင်ညဖလာတုတ်ကိုခေါ်ကြခဲ့တယ် ဒါကြောင့်မို့ဒီနေ့ကိုသာမညဖလနေ့လို့လည်းသတ်မှတ်ကြတယ်ပေါ့နက္ခပညာလိုက်စားတဲ့ပုဂ္ဂိုလ်တွေကတော့ဇောင်းလုံးဘုံမပြည့်နေညာဟာနက္ခတရားတွေပြည့်စုံစွာကောင်းကင်မှာထွက်ပေါ်လာတာကိုထောက်ရှုပြီးတော့ဒီနေ့နက္ခတွေစုံလို့ဈေးပေါင်းခတဲ့နေ့အဖြစ်ဒီလိုသတ်မှတ်ကြတယ်ပေါ့လောကီဘက်ကသတ်မှတ်ချက်တွေကတိတ်ပြီးတော့ထူးထူးခြားခြားတော့မရှိပါဘူးမြန်မာလူမျိုးတွေကနေ့ဈေးပေါင်းခတယ်လို့ယုံကြည်ခြင်းနဲ့ 没事，里边啊，铺的就表面里边包着呢。<noise> <noise> <noise>